နောက်ထပ်မေးချင်တာကတော်လန်ရေးအတွက် SIF ကဘာကြောင့်အရေးကြီးတယ်ဆိုတာကိုအသေးစိတ်ရှင်းပြပေးလို့ရမလားဟုတ်ကဲ့ဂျူလိုင်ရေးတိတ်ခုကောင်းတဲ့မေးခွန်းတစ်ခုလိုပဲကျွန်တော်ပြောပြရစီကျွန်တော်တို့လက်ရှိကြော်ဖြတ်နေရတဲ့အာနာရှင်စနစ်တော်လန်ရေးကာလအတွက်ဒီ SIF ကအရေးပါတဲ့အစိတ်ပိုင်းတစ်ခုအရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုလို့ပြောလို့ရတယ်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေရင်ဆိုင်အန်တုနေရတာက ဒီ passive စစ်တပ်ဒေါ်လာရေးအပြင်ပေါ့နော်နောက်ထပ်ခေပြောင်းစနစ်ပြောင်းဒေါ်လာရေးလေးစနစ်တွေလည်းပါတယ်ဒီဥမာအဖြစ်ဒီလူသားတွေအတွက်ပုံမိုလွယ်ကူစေဖို့ပေါ့နော်လူသားတွေရဲ့ lifestyle မှာထောက်ကူပြုနိုင်မှုအတွက်အစမှုသိပ္ပံနဲ့စိုင်းနဲ့ဒီအင်းပညာဒေါ်လာရေးဆိုတာရှိတယ်ခေဟောင်းအတွေ့အခေါ်တွေဒီ delete ထုံတမ်းအစင်လာတွေပြင်ဆင်စမ်းသစ်ပြီးတော့ပြောင်းလဲစေတဲ့ ဒီ culture revolution ဆိုတာမျိုးတွေရှိတယ်။နောက်ပြီးလိုမျိုးဟောင်းဆွေးနေတဲ့အတွေးခေါ်တွေမြင့်တွယ်နေတဲ့ကျွန်တော်တို့ဒီလူသမိုင်းမှာဒီပညာရေးဆိုင်ရာအတွေးခေါ်ဒီကိုတော်လန်နဲ့ဒီအတွေးခေါ်တော်လန်ရေးဆိုတာတွေကတစ်ချိန်နဲ့တစ်ပြိုင်နက်တည်းမှာဖြစ်ပေါ်နေတယ်ပေါ့နော်။ဒီနေရာမှာဒီပညာရေးနဲ့သက်ဆိုင်တဲ့အတွေးခေါ်တော်လန်ရေးဆိုတဲ့အပိုင်းကိုပဲကျွန်တော်ဆွေးနွေးကြည့်ချင်တယ်။ ကျွန်တော်ဒီနေရာမှာအားလုံးမြင်သာတဲ့ဥပမာလေးတစ်ခုပေးကြည့်မယ်ပေါ့နော်ဒီအချမ်းဖတ်စတဲ့ရဲ့အုတ်ချုံမှုအောက်မှာပေါ့နော်ထွေထွေတက်တဲမှုတွေကြောင့်ကုန်စင်းလုံးတွေကြီးတယ်ဒါငွေစည်းတွေတက်တယ်ပြီးတော့ပြီးခဲ့တဲ့တင်းကျပ်လိုက်တဲ့မျိုးကုန်သွယ်ရေးဥပဒေတွေကြောင့်ဒါစောင်းနေရေးပိုင်းဆိုင်ရာမှာဒီကျမကြီးစေးဘွားသူပစ္စည်းတွေအကုန်လုံးပေါ့နော်ဒါ အရင်လိုမျိုးလွယ်လေးတကူတည်ယူပို့ဆောင်လို့မရတော့တဲ့အတွက်အများကြီးပေါ့နော်အထွေထွေကျက်တဲမှုတွေရင်ဆိုင်နေရတယ်ပေါ့နော်ဒီနေရာမှာဒီလိုကျက်တဲလာလာတဲ့အမြပေါ့နော်ဒါဒါနိုင်ငံတစ်နိုင်ငံရဲ့ညွန်ကိန်းနေနေတဲ့မြန်မာနိုင်ငံဆိုလို့ရှိရင်လည်းနောက်ဆုံးကရည်လို့ရှိရင်တရရဲဆိုတဲ့ဖြစ်စဉ်တွေရှိတယ်ပေါ့နော်ဥပမာ crime rate တွေတက်လာတယ်အဲ့ဒီကဘာလို့ဖြစ်လာလဲဆိုလို့ရှိရင်ဒါတနစားညံပေါ့နော်ဒီအမိချက်အမိစားခေါင်းချက်ခေါင်းစားဆိုတဲ့ ဒီအောက်တန်းကြတဲ့တွေးခေါ်လေးပေါ့နော်ဒါလည်းပညာရဲ့အဆိုင်အရာမှာပညာကြီးချို့တဲ့တဲ့နိုင်ငံတွေမှာဖြစ်ကိုဖြစ်တဲ့အစင်လာပဲပေါ့နော်ဒါတော့မြန်မာနိုင်ငံမှာဒါမြူကြီးပြကြီးတွေမှာဟိုနေမရှောင်ညမရှောင်ကိုဆိုလူနိုင်တွေအများကြီးပေါ်ပေါက်လာတယ်ဒါတွေအပြင်ပေါ့နော်ဒီ online မှာဆိုလို့ရှင်လဲဒီတပားသူငါပိုင်ဆိုင်မှုတွေကိုလိန်လေလေဖျားပြီးတော့လူယူတဲ့ဒီ scam လောက်ကြတဲ့ဖြစ်စဉ်တွေပေါ့နော်ဒီနောက်ပြီးတော့တရားမဝင် အဲလောင်းကစားတွေပေါ့နော်ဒါဂိမ်းပေါင်း900လူတောင်ပြောလို့ရတယ်ပေါ့နော်ဒါရက်ွက်တဲ့ရက်သေးသေးတဲ့ပဲဖြစ်စီဒီမျိုး online မှာအများရန်ကြော်ညာတွေတွေ့နေရတယ်ပေါ့နော်ဒါတွေမဟုတ်လို့ပေါက်လာတဲ့အတွက်ကြောင့်ပေါ့နော်ဟိုနစ်နာဆုံးရှုံးသွားတဲ့မိသားစုတွေအကျွေးတွေနုံနစ်သွားတဲ့သူတွေအများကြီးအများကြီးရှိတယ်ပေါ့နော်ဒီလိုလိန်ငယ်ခံရတဲ့ဒီ scam ဖြစ်စဉ်တွေကလည်းတိတိတသာမြင်တွေ့ကြားတွေ့နေရတယ်ပေါ့နော်နောက်ပြီးဒီဖုန်း operator တွေနဲ့ တော့ပူပေါင်းနေလားလို့တော့ထင်ရတဲ့ဒီ gambling link လေး SMS တွေကနေတဆင့်ပေါ်ပေါ်တည်တယ်ပေါ့နော်ဒါတားကောင်ရှာပြီးပို့ကိုရဲတင်းလာကြတာကိုတွေ့ရတယ်ပေါ့နော်ဒါတွေလည်းဟိုပတ်ဝန်းကျင်မှာတခုတစ်ခေါက်နားထောင်နေတဲ့သူတွေသိရှိနားလေကြားမယ်လို့လည်းကျွန်တော်ထင်တယ်ပေါ့နော်ဒါမျိုးတွေကတကယ်တမ်းတစ်ဖက်မှာတေချာစဉ်းစားကြည့်ရင်ဒီလိုမျိုးငွေကိုပေါ့နော် တမာအာဇီဝနဲ့မရှာဖွေပဲနဲ့အလွယ်လန်းလိုက်အောင်အဲ့လိုမျိုးအခုလိုမျိုးချက်တဲနေတဲ့အချိန်မှာရှိနေမှသာလင်ဒါအချမ်းမတ်စစ်တပ်ကိုပြန်ပြီးဟိုအလုပ်တွေရှုပ်နေရတဲ့အတွက်ပေါ့နော်ပြန်ပြီးမတော်လန်ရေးအောင်ဒါရည်ရွယ်ချက်ရှိရှိနဲ့အထွေးခေါ်ပညာရေးကိုဖိနှိပ်ထားတယ်ဆိုတာပေါ်လွင်စေတယ်ပေါ့နော်နောက်ပြီးမှတ်မှတ်ရရတစ်ခုပေါ့နော်ဒါအချမ်းပတ်စက်ကောင်စီကနေပြီးတော့ပြန်လဲပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ ဒီစစ်ကော်မရှင်ရဲ့လက်အောက်မှာဆက်စချင်းဒါသူတို့ညဉ့်ညက်တွေထုတ်တဲ့အထဲမှာပညာရေးဝန်ကြီးဌာနဆိုတာလုံးဝမပါလာခဲ့ဘူးပေါ့နော်ဒါအကြီးချင်းအဖြစ်ဘလောက်တောင်ဒီဂျမစစ်တပ်ကအချက်တရားကင်းမဲ့ပြီးတော့တိုင်းပြည်ပေါ်စေတနာမထားလဲဒီလူငယ်တွေရဲ့အနာဂတ်ကိုဒီနိုင်ကြအောင်ထိုးချနေလဲဆိုတာတိုင်းပြည်ပြည်တောင်ဖြစ်သွားတယ်ပေါ့နော်တကယ်ကို စင်ကောင်းစရာလဲကောင်းတယ်လို့ဒါရုံရှားဆက်စုပ်ဖွဲ့တည်င်းလို့လဲကျွန်တော်တို့အနေနဲ့ရှုမြင်တယ်ဗောနော်ဆိုတော့ဒီလိုမျိုးချမ်ပတ်စစ်တက်ဒီလိုအဖွဲ့စည်းဆိုတာကဒီကျွန်တော်တို့နိုင်ငံမှာဒီလွတ်လပ်စွာပညာသင်ကြားရေးဆိုတဲ့ခေါင်းစဉ်ရဲ့ဒီရန်သူအဖြစ်နဲ့ရှိနေရဆိုတာထင်ရှားတယ်ဗောနော်ဒါတွေအပြင်ပေါ့လीဒါကျွန်တော်တို့ဒီနိုင်ငံအနှံ့ပေါ့နော်ဒါ တိုင်းနဲ့ပြည်နယ်ဒီမှာဟိုသူတို့စစ်ရှုံးကောင်းစီတို့တော်ကျွန်တော်တို့တမုတ်ကြတယ်လို့ဒီရှေ့တန်းမှာ ရှုံနေနေတဲ့အာကိုရှယန်းရမ်းပြီးတော့ဒီလေးချောင်းကနေလူမဆန်စွာပဲပေါ့နော်ဘုံကျဲတိုက်ခိုက်လို့ဒီစာတန်ချောင်းတွေစေယုံတွေကျွန်တော်တို့ပြည်သူတွေ ရှိတဲ့နေရာကိုတာဂက်ထားပြီးအကြမ်းဖက်တာချောင်းပေါ့နော်အသက်ဆုံးရှုံးခဲ့ရတဲ့လူငယ်တွေကလေးငယ်တွေစေချောင်းထိုးလို့မီးရှို့ဖျက်ဆီးလို့ထွက်ပြေးကြရတဲ့ပြည်သူတွေအကြောင်းကို နားနဲ့မျက်စိနဲ့မဆက်အောင်ကိုဆက်ပြီးခုချိန်ထိရှိနေတယ်ခေါ့ဒါတွေကလည်းဒီကျွန်တော်တို့နယူတော်လိုင်းကြီးမတိုင်ခင်တိုင်းသားနေမြေဒေသတွေမှာရှိနေကြတာတွေဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးသက်ဆိုင်ရာဒီအကြမ်းဖက်ဖြစ်စဉ်တွေကပါဝင်တဲ့သူတွေကတော့အားလုံးပေါ့နော်ဒါဂျမစစ်တပ်မှာရှိနေတဲ့သူတွေအားလုံးတစ်ချိန်မှာတရားစီရင်ခံဖို့သူတို့မှာတာဝန်ရှိတယ် ဟိုတစ်ဖက်မှာလည်းဒီလိုမျိုးနင်းနာဆုံးရှုံးခဲ့ရတဲ့ပြည်သူတွေထဲမှာကြမ်းရင်းသူမိသားစုတွေရှိရဲရှီတန်းစစ်မြေနေပြည်မှာတပ်ပေးတိုက်ပွဲဝင်နေကြတဲ့ကျွန်တော်တို့ရဲ့ညီကိုရဲဘော်လူငယ်တွေရှိတယ်တိုင်းတစ်ပါးကိုရောက်နေကြတဲ့ကြုံရံကြပန်းအလုလုဖို့ဖပြီးတင်းဆောင်ကြရတဲ့ဟိုအောင်လန်းကနေဖြစ်စေဒီချောင်းလိုင်းနေရာနေတဆင်ဖြစ်စေတိုင်းတစ်ပါးမှာရောက်နေကြတဲ့လူငယ်တွေပေါ့နော်ဒီလူငယ်တွေရဲ့တပိုင်းတစပညာရေးတွေ တို့ရဲ့အိမ်မက်တွေကိုပြန်ပြီးအကောင့်ထဲပေါ်ပေးဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါကိုချင်းစာပြီးတော့ပေါ့နော်ကျွန်တော်တို့အားလုံးမှာဘယ်သူကမှလာပြီးမပေးအပ်ရင်တောင်းမှပေါ့နော်ယူရမယ့်တောင်းဝန်ရှိတယ်ဆိုတော့ဒီလိုအချမ်းဖက်စစ်တပ်ကြောင့်စုပ်ပြတ်တက်နေတဲ့တိုင်းပြည်ကိုပြန်လည်တိဆောက်တဲ့နေရာမှာပြန်လည်ထူထောင်တဲ့နေရာမှာရေချင်းပြည့်မီတဲ့ဒီပညာရှင်ပေါင်းများစွာလိုအပ်တယ်ပေါ့နော်ဒီလိုပညာတတ်တွေမွေးထုတ်ပေးဖို့ပြုစုပြောင်းပေးဖို့ဆိုတဲ့နေရာမှာလည်း ပညာရေးကအခြေခံအကျဆုံးလို့ကျွန်တော်အကျွမ်းမဲ့ယုံကြည်တယ်။ဒါကိုလည်းအခုနားထောင်နေတဲ့သူတွေသဘောတူကြလိမ့်မယ်လို့လည်းကျွန်တော်ထင်တယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့နိုင်ငံကိုပြန်ရတဲ့အချိန်မှာဒီမြန်မာနိုင်ငံအသက်မှာ ရှင်သန်နေကြမယ့်နောက်မျိုးဆက်တွေအတွက်ပေါ့နော်။ဒီ SIF ကဗန္ဓာယီဤပညာအခြေပြုပြီးတော့ပညာအမွေလက်ဆင့်ကမ်းဖို့ဒါ SCB ရဲ့ gear စနစ်တစ်ခုပေါ့နော်။တနည်းအားဖြင့်ဒီ Spring Galaxy ရဲ့နောက်ထပ်ခြေလှမ်းတစ်ခုလည်းဖြစ်တယ်။ ဒါကိုလည်းရိမ့်မွက်နဲ့ဖြစ်စီပေါ့နော်ဒါ STB ရဲ့ရှေ့မှာဟိုပြုလုပ်ခဲ့တဲ့ community call တွေမှာ angcy ကျွန်တော်တို့ရဲ့ C ကို angcy မှာတစ်ဖက်ဖက်ပြောပြပေးခဲ့ပြီးလည်းဖြစ်တယ်ပေါ့နော်ဒီအနည်းဆုံးဆိုလို့ရှိရင်ပြီးခဲ့တဲ့ဒီ STB နှစ်နှစ်ပြည့်အချိန်မှရောပေါ့နော်ဒီ STP ရဲ့ Spring Galaxy တဲ့မှာ SIF ကပါဝင်နေဆိုတဲ့အကြောင်းလေးကိုမှတ်မိကြမယ်လို့ထင်တယ်ပေါ့နော်ဒီအတွက်နဲ့ဒါ Spring Institute of FinTech SIF ဆိုတာက ဒီလိုလူငယ်တွေကိုအစင်မြဲပေါ့နော်ဉာဏ်ရင်သွေးဖို့နားခုရရဝန်းလေးတစ်ခုဖြစ်အောင်ဒီတွန်လိုင်းရေးအလွန်ပြန်လည်ထူထောင်ရေးကာလတွေမှာလဲကာလတွေအထီးပေါ့နော်ဒီတင်ယူမှုတွေအဆက်မပြတ်သွားအောင် ကိုစီကိုစီဂလင်းရောင်နေတယ်ပေါ့နော်အတောက်ပါဆုံးပြန်တမ်းဖို့ကျွန်တော်တို့ဒီ platform တစ်ခုဖြစ်နေပေါ့နော်ရည်တည်သွားမယ်ဆိုပြီးတော့ရွှေထားတယ်ပေါ့နော်ဆိုတော့ဒါလေးကတော့အချင်းချုပ်လေးကျွန်တော်ပြန်ပြီး ပြပြပြီးတာပေါ့နော် SIF ကဘာကြောင့်တရှိနေလဲဆိုတော့အကြောင်းလေးကိုပြပြပြီးတာဖြစ်တယ်ပေါ့နော်ကျေးဇူးပါချက်စိုးတင်ပါတယ်အကိုချက်